တာလီဆိုပါဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နရင်စရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ Ambden လမ်းပိုင်းကစစ်သား၄ယောက်လက်နက်တွေနဲ့အတူအလင်းဝင်လာပြီးတော့တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့နောက်ထပ်စစ်သား၃ယောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေက ထုတ်ပြန်တဲ့သတင်းရခိုင်ကိုပို့ဆောင်တဲ့ဘီလက်မြေ8500ကျော်ကို လူ30ဆက်လက်နှစည်းနဲ့အတူဘင်္ဂလားနေပြည်ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းတပုံဖြူအဖွဲ့ကဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့တိုက်ပွဲတွေအတွင်ကိုလက်အင်ကဆုံရှုံသွားတဲ့ဒဏ်ရာရရေးဘော်တွေအတွက်တယောက်စီကိုငွေသားကျပ်သသိန်းနဲ့ကပြစာအုပ်တအုပ်စီလက်ဆောင်ပေးခဲ့တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် အရခတ်တတော်အေအေနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့မကွေးတိုင်းပဒန်းမြို့နယ်စင်ပေါ်ကျေးရွာအနားမှာတာဝန်ကျနေတဲ့စစ်တပ်ကဒုတက်ကြက်တယောက်အပါအဝင်တပ်ဖွဲ့ဝင်၄ယောက်တို့ဟာလက်နက်တွေနဲ့အတူလက်နက်ရှာအလင်းဝင်ရောက်လာတယ်လို့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကမနေ့ကသတင်းထုတ်ပြန်ပါတယ် အဲ့ဒီအလင်းဝင်ရောက်လာသူစစ်သား၄ဦးဟာ MA1 တလက် MA2 တလက် MA3 ၄လက်နဲ့တခြားလက်နက် KN တရှုကိုလည်းယူဆောင်ပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။သူတို့၄ဦးဟာကွာမြို့နယ်အခြေဆိုင်ခမာရ963တပ်ရင်းကဖြစ်ကြပြီးအရခါတပ်တော်ကကွာမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ပြီးတဲ့နောက်မကွေးတိုင်းပဒံမြို့နယ်ပစီကရှေတန်းကိုပို့ဆောင်ခံခဲ့ရသူတွေဖြစ်ကြပါတယ်။အခုလိုတော်လန်ရေးတပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာပြီးတဲ့နောက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေနဲ့ ပူပေါင်းလက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်းအဲ့ဒီစစ်သားတွေကဗီဒီယိုရုပ်သံဖိုင်းတစ်ခုကနေပြောဆိုထားပါတယ်။ဒေါ်လိုင်းရင်းနဲ့ဒေါ်လိုင်းဒေါ်လိုင်းရင်းနဲ့မှပဲပြန်ပြီးတော့လက်နက်ခံပြီးတော့ဒီစကောင်စီကိုပြန်ပြီးတော့တိုက်ဖို့စိတ်ကူးရှိထားပါ။စုံမြေချက်ထားချထားဒါအပြင်အမ်ပတန်လမ်းပိုင်းကအရခတက်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနေထွက်ပြေးလာကြတဲ့နောက်ထပ်စစ်သား၃ယောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေးရဲ့ထုတ်ပြန်ချက်အထင်မှဖော်ပြထားပါဗျ။ဖမ်းမိတဲ့စစ်သား၃ယောက်ထဲက၂ယောက်ဟာ ကာလာရနီကို6ကဖြစ်ပြီးနောက်ထပ်တဦးကတော့တမ66လက်အောက်ခံတာယာဝတီအခြေဆိုင်ကာလာရ35ကဖြစ်တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာသူ၄ဦးရောဖန်စီခံရသူ၃ဦးတို့ပါ အတင်းအဓမ္မပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖို့စစ်တပ်ထဲတွင်းခံရသူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာဒီဇင်ဘာလ9ရက်နေ့ကရခိုင်ကို ရေချောင်းကနေတဆင့်ဆက်လီရီနဲ့ပို့ဆောင်တဲ့ဗီလက်မြေအိတ်1550ကို လူ30နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားနေချာဆောင်တပ်ဖွဲ့ BGB ကတင်ထုတ်ပြန်ပါတယ်။တင်အရနမ်းမြေဝမှာရှိတဲ့စိတ်မတင်ကျွန်းအနေနာပင်လေပြင်းမှာကင်းလဲ့နေတဲ့ရစ်တပ်တင်မော်တွေဟာလွန်ခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့တောက်ကြနေညမှာတန်တရာဖြစ်ဖွယ်အင်ဂျင်ဆက်လေ3ဆင်းကိုတွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။ အဲ့ဒီဆက်လေတွေကိုရက်တန့်ဖို့အမိပေးခဲ့ပေမဲ့ဆက်လေတွေဟာထွက်ပြေးဖို့ကြိုးစားကြတဲ့အတွက်ရေတဲ့သင်းမောတွေကရှက်ရှင်းလိုက်လံဖမ်းဆီးခဲ့ရတယ်လို့ BGB ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီဆက်လေ၃စီအထက်က၂စီကိုဖမ်းဆီးမိပြီးတက်ရောက်ရှာဖွေရမှာခံမှန်းဈေးကွက်ပေါက်ဈေး၈ ,9,950 တကာတန်ဖိုးရှိတဲ့ဘီလန့်မြေအိတ်၁ ,550 အိတ်ကိုသိမ်းဆည်းရမိခဲ့တာပါ။ ဒီတရားမဝင်မောက်ကိုရောင်းဝယ်မှုမှာပါဝင်ပတ်သက်တဲ့လူ30ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဆိုထားပါတယ်သိစီရမီရဲ့လေတွေနဲ့ကုန်ပစ္စည်းတွေဖမ်းဆီးခံထားရသူတွေကိုတရားဥပဒေအရအရေးယူဖို့အတွက်တက္ကနက်ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်းသိရပါဗျ။ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာအခုနောက်ပိုင်းရခိုင်ကိုပို့ဆောင်တဲ့ကုန်ပစ္စည်းတွေကိုခက်ဆိုက်ဆိုက်ဖမ်းဆီးမှုတွေပြုလုပ်လာနေတာလို့ဒေတာရင်းစီးပွားရေးသမားတွေကပြောဆိုကြပါဗျ။ နောက်ထပ်တင်ပြပေးသွားမယ့်သတင်းတစ်ပုဒ်ကတော့စာပေနဲ့သက်ဆိုင်တဲ့သတင်းဖြစ်ပါတယ်။အာရခတက်တော် AA ရဲ့ဒုစစ်ဦးစီးရှုပ်ဒေါက်တာညိုထွန်းအောင်ရဲ့တပုံဖြူအဖွဲကဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့တိုက်ပွဲတွေအတွင်းကိုလက်အင်ကဆုံရှုံသွားရတဲ့ဒဏ်ရာရရေးပေါ်တွေအတွက်တရောက်စီကိုငွေသားသသိန်းနဲ့ကပြားစာအုပ်တအုပ်စီလက်ဆောင်ပေးပို့လိုက်တယ်လို့သိရပါတယ်။ အခုလိုပေးပို့မှုကိုကောင်းမွန်စွာလက်ခံရရှိသလိုကျေးဇူးလည်းအထူးတင်ရှိတယ်လို့ BNRA တက်မတော်ကဒီဇင်ဘာလ6ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာကတဆင့်ရေးသားထားပါတယ်။တပုံဖြူအဖွဲဟာတိုက်ပွဲတွေအတွင် ကိုလက်အင်ကဆုံးရှုံးသွားကြတဲ့တော်လန်ရေးရေဘော်တွေကိုကပြားစာအုပ်ရောင်းရငွေတွေအထက်ကတချို့နဲ့ကပြားစာအုပ်လက်ဆောင်တွေကိုဆက်တိုက်ပေးပို့နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်းတိုက်ပွဲတွေအတွင်းကိုလက်အင်ကဆုံးရှုံးသွားခဲ့ရတဲ့ရှင်အမျိုးသားကကွေရေးတပ်ဖွဲ့ CNDF ဖြင့်ဒဏ်ရာရရေးပေါ်တွေအတွက်ငွေကျပ်42တိန်းအပါအဝင်တပုံဖြူကပြာစာအုပ်42အုပ်လွေအိတ်42လုံးနဲ့စာအိတ်42အိတ်တို့ကိုလည်းတပုံဖြူအဖွဲ့ကပေးပို့ခဲ့တာပါနောက်ထပ်စာအုပ်တအုပ်အနေနဲ့ကတော့ရခိုင်ရဟန်းတော်အရခဘေရီရဲ့ ငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့ဆောင်းပါအစီစူးစင်းမုံစာအုပ်ဟာထွက်ရှိလာပြီလို့သိရပါဗျ။ဒီစာအုပ်ကိုမြန်မာ၊ထိုင်းနဲ့မလေးရှားနိုင်ငံတွေကိုဖြန့်ရှိသွားမယ်လို့လည်းသိရပါဗျ။အဲဒီစာအုပ်မှာဆောင်းပါ6ပုဒ်အစီ4ပုဒ်နဲ့ကြပြ2ပုဒ်နောက်ထပ်4ပုဒ်တို့လည်းပါဝင်တယ်လို့သိရပါဗျ။အခုဒီဇင်ဘာလပထမပတ်အတွင်းထွက်ရှိလာတာဖြစ်ပြီးတအုပ်ကိုရောင်းစေးကြံ့ငွေတပေါင်းခွဲတတ်မှတ်ထားတယ်လို့သိရပါဗျ။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ကျင်းရင်းတဲ့တပုတ်အနေနဲ့ကတော့တူတူမျိုးမှာဆေအိုစုရဲ့အတူအယောင်ရွေးကောက်ပွဲကိုတပိတ်မှောက်ပြီးဒေါအောင်ဆန်းစုကြည်နဲ့တမဒါဂျီဦးဝင်းမြင့်တို့ကိုလွှတ်ပေးရဲ့အတွက်တောင်းဆိုရဲဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါရစေ။ဂျပန်၊ယူကရိန်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေအပါအဝင်မြန်မာနိုင်ငံသား300လောက်ဟာ စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ရှုတ်ရှားသပိတ်မှောက်ခဲ့ကြပြီးနိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကြီးဦးဝင်းမြင့်အပါအဝင်မတရားဖန်ဆီးထိန်းသိမ်းခံနေရတဲ့မြန်မာပြည်သူတွေကိုပြန်လွှတ်ပေးဖို့ဂျပန်နိုင်ငံတိုကျိုမြို့မှာတောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကိုဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့ည3:00နာရီကနေ4:00နာရီခွဲအထိ UN ရုံးရှိကနေလူစီကားရရှီဘူယာတဝိုက်ကိုရှီတက်လမ်းလျှောက်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်ရောက်ရခိုင်လူမျိုးတွေလည်းဆန္ဒထုတ်ဖော်ပွဲမှာသွားရောက်ပူပေါင်းကဆွေအုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲကိုကန်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြရတယ်လို့ဂျပန်ရောက်ရခိုင်အရေးတက်ကြွလှုပ်ရှားသူတူဖြစ်တဲ့ကိုဘုံမြင့်ကနရင်စရာကိုပြောပါရယ်ဆန္ဒထုတ်ဖော်သူတွေဟာရွေးကောက်ပွဲအလိုမရှိနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်တမနာဦးဝင်းမြင့်နဲ့မတရားဖန်ဆီးထိန်သိမ်းခံရတဲ့မြန်မာပြည်သူတွေကိုအ мян ဆုံးလွှတ်ပေးဖို့ကြွေးကြော်ကဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါရယ် ြည်သူဆန္ဒကိုစန့်ကျင်ပြီးစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဂျပန်အပါအဝင်နိုင်ငံတကာကအသိမှတ်မပြုဖို့တောင်းဆိုမှုတွေလည်းပြုလုပ်ခဲ့ကြသလိုမြန်မာနိုင်ငံသားတွေအနေနဲ့ဒီအတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လည်းတောင်းဆိုထားပါတယ်စစ်ကောင်မရှင်ဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်တပ်အုပ်စိုးမှုတပ်ဆိုးရှေရဲအတွက်အတူအယောင်ရွေးကောက်ပွဲတရက်ကိုပြုလုပ်သွားဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဒီကနေ့တလင်းလာနေမနက်က နေဆက်မှာကမ္ဘောဒီးယားကပြစ်ခတ်မှုကြောင့်ထိုင်းစစ်သားတဦးသေဆုံးပြီး၄ဦးတရားရရှိသွားခဲ့တယ်လို့ဘန်ကောက်ပို့စ်ကသတင်းဖော်ပြပါရယ်ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဥပိုရုရှားသားနေပြည်နယ်အတွင်းကနေရာတွေကိုကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားတွေဟာထိခိုက်ဒဏ်ရာရရှိသွားခဲ့ရတာဖြစ်ပါရယ်ပြစ်ခတ်မှုတွေကိုရပ်တန့်ဖို့ထိုင်းကပြန်လည်တိုက်ခိုက်ခဲ့ရတယ်လို့သတင်းမှဖော်ပြပါရယ် ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဘူချုပ်ကြီးဝင်းထိုင်းစူရီကကမ္ဘောဒီးယားဟာတနက်တွင်နဲ့သွေဝိုက်ပစ်ခတ်မှုတွေကိုဥပုံရက်စတာနေပြင်းနေနန်ယွန်ခရိုင်မှာရှိတဲ့ရှုံအမ်မာဒေတာမှာဒီကနေ့မနက်9:50မိနစ်ကစပြီးပြုလုပ်ခဲ့တာလို့ပြောကြားထားပါတယ်။မနက်9:00မှာထိုင်းစစ်သားတဦးသေဆုံးပြီးတော့၄ဦးတန်ရာရရှိခဲ့တယ်လို့တော်ဝင်ထိုင်းတပ်မတော်စီအကြောင်းကြားခဲ့တယ်လို့လည်းသူကဆက်ပြောပါတယ်။ ဗိုလ်ချုပ်ကြီးဝင်းထိုင်းရဲ့အဆိုအရထိုင်းစစ်တပ်ကလည်းပြန်လည်ပစ်ခတ်ခဲ့ပြီး ထိုင်းတိုက်လေယာဉ်တွေကလည်းကမ္ဘောဒီးယားရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့အတွက်ကမ္ဘောဒီးယားရဲ့စစ်ဘက်နေရာတွေကိုတိုက်ခိုက်ခဲ့ရတယ်လို့သတင်းမှဖော်ပြပါရယ်အခုလိုအခြေအနေတွေကြောင့်ထိုင်းနဲ့ကမ္ဘောဒီးယားအကြားစီးရေးပုံမိုတင်းမာလာမယ့်အနေအထားရှိနေတယ်လို့လည်းဒီတာရင်းစီးရေးတုံသက်သူတွေကပြောဆိုနေကြပါရယ်ရှင်နမရိဇာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့ Norizia ကထုတ်လွှင့်တဲ့သတင်းတွေကို www.norizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Norizia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမရှင်လန်းကြပါစေရှင်။